Hello အားလုံးမင်္ဂလာပါ။ Focus for Readers ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ဆ ्याम ကင်စောတင်ရဲ့ဘွားရဲ့စီမင်းများစာအုပ်ထဲမှာအပိုင်းလေးဖြစ်တဲ့ရေးပါခြင်းဟုတ်မဟုတ်ဒီပါဆိုတဲ့အကြောင်းအရာလေးကိုဖတ်ပြမှာဖြစ်ပါတယ်။ကျွန်မဒီအချိန်မှာအသက်ရှင်ဖြစ်နေရတာကအကြောင်းဟုတ်ပါတယ်။စင်နာတနာချင်းနဲ့ စာနာထောက်ထားခြင်းကလည်းအရေးပါပါတယ်။နေ့စဉ်နေ့တိုင်းဘုဒ္ဓကိုမှလွန်လွန်ကျူးကျူးစောကခြင်းဒါမှမဟုတ် ထိခိုက်အောင်ပြုလုပ်ခြင်းမရှိဘဲကြော်ဖြတ်နိုင်တာကအရေးပါတယ်။နောက်ဆုံးပေါ်ဤပညာကိုတကြွဖို့ကအကြောင်းမဟုတ်ပါဘူး။ဓမ္မလိုလူအတွက်ကတော့နောက်ဆုံးပေါ်နေစနစ်တွေလည်းမတက်ကျွမ်းပါဘူး။ကွန်ပျူတာလည်းမကျွမ်းကျင်ပါဘူး။အီလက်ထရောနစ်ပစ္စည်းတွေကိုလည်းမပိုင်ဆိုင်ပါဘူး။ ကျမအတွက်တော့ဒီပစ္စည်းတွေအပေါ်မှာမိခုံမှုမရှိဘူးလို့ဆိုလိုတာပါသူတို့ကိုအတုံးဝင်တဲ့ပစ္စည်းတွေပဲလို့မြင်တာကလွဲလို့မရှိမဖြစ်လိုအပ်တဲ့အစံနဲ့မြင့်တဲ့အရာဝတ္ထုအစစ်မြင့်သူတွေပိုင်ဆိုင်သုံးဆွဲတဲ့ဤပညာဖြစ်အရေးမပါပါဘူးမိမိဘဝအတွက်အတုံးဝင်မဲ့အလုပ်ကိုလုပ်တာကအကြောင်းဟုတ်ပါတယ်လှုပ်ရှားမရှိပြင်းရည်နေလို့ဈေးဝယ်ထွက်တာကအကြောင်းမဟုတ်ပါဘူး ဘလို့ပဲဖြစ်စေဈေးဝယ်ထွက်ရမှာပါပဲဒါပေမဲ့စာဖတ်တူလောက်တဲ့အလုပ်တစ်ခုကအရေးပါလားမပါဘူးလားဆိုတာသိရမှာပါမှန်ကန်ရလားမမှန်ကန်ဘူးလားတန်ဖိုးရှိတဲ့အလုပ်လားတန်ဖိုးမရှိတဲ့အလုပ်လားအကျိုးတရားမှုရှိသလားမရှိဘူးလားခွဲခြားသိနာလဲဖို့ပြောလိုတာပါဒီလိုဆိုလိုက်လို့လဲအလုံးကိုပြစ်ပယ်လိုက်ပြီးချင်ပေါ်တဲ့အရက်ဒေတာကိုတွားအလုပ်လုပ်ပြီးငပြားရစေဖို့မဟုတ်ပါဘူး ဒီလိုအလုပ်မျိုးကလိုအပ်ရင်တော့လုပ်ရမှာပါဒါပေမဲ့စာဖတ်တူရဲ့ဘဝတိပ်ပဲရှိဖို့တစ်ဖက်ဆွန့်ရောက်တဲ့အထိပြုလုပ်ဖို့အရေးမပါတာကိုပြောပြချင်တာဖြစ်ပါတယ်။တနည်းပြောရရင်စာဖတ်တူအတွက်စာဖတ်တူရဲ့ဘဝမှာဘာကအရေးကြီးတယ်ဆိုတဲ့ပုံမှာအာယုံစိုက်ဖို့ပဲဖြစ်ပါတယ်။ မိမိရည်ရွယ်ချက်ထားပြီးမြုပ်နှံထားတဲ့အလုပ်တစ်ခုထဲမှာကောင်းတဲ့ပြောင်းလဲမှုကိုပြုလုပ်ပြီးစိတ်ကျေနပ်မှုရရှိဖို့လိုအပ်ပါတယ်။ရေရှည်စီမံကိန်းတွေဆွဲပြီးအသေးစိတ်ပုံဖော်ရမယ်လို့မဆိုလိုပါဘူး။ဘယ်လန်းကို ရှောက်ပြီးဘာတွေလုပ်မလဲဆိုတာက အကျံဖြင့်သိနာလဲဖို့ပါပဲ။အိပ်ပျော်နေမဲ့အစားနိုးကြားနေပါ။ဘဝမှာအရေးကြီးတာတွေရှိသလိုအရေးမကြီးတာတွေလည်းအများကြီးရှိပါတယ်။ ခွဲခွဲပြပြသိရှိနိုင်ဖို့သိပြီးခက်ခက်ခဲခဲမရှိလာပါဘူး။ခမန်းဖို့လွယ်ကူပါတယ်။အရင်မပါတဲ့အရာတွေအများပြားရှိတဲ့အတွက်ရွေးချယ်ဖို့စဉ်းစားစရာမလိုပါဘူး။ဘဝမှာအသေးဖွဲ့ကိစ္စလေးတွေမရှိရဘူးလို့ပြောတာမဟုတ်ပါဘူး။ဒီလိုအသေးဖွဲ့ကိစ္စလေးတွေရှိရမှာပါပဲ။ရှိနေတာအဆင်ပြေကောင်းမွန်ပါတယ်။တကယ်အရေးကြီးတာနဲ့အရေးမပါတာတွေကိုရောထွေးမသွားဖို့ပါပဲ။ စာဘတ်တူရဲ့ချစ်ခင်တူတွေနဲ့မိတ်ဆွေတွေအတွက်အချိန်ပေးက အရေးကြီးပါတယ်။ဇလန်းတွဲတွေကြည့်ဖို့ကအရေးမကြီးလားပါဘူး။အကျွေးတွေကိုမမှန်ဆက်ဖို့အရေးကြီးပါတယ်။စာဘတ်တူကဘယ်ဆက်ပြတုံးနေဆိုတာအရေးမပါပါဘူး။ဒါဒမီကို ပြုစုပြထောင်ပြီးဘဝရဲ့တန်ဖိုးတွေကိုတင်ပြပေးတာက အရေးကြီးပါတယ်။သူတို့ကိုဖက်ရှင်ဒီဇိုင်နာတွေရဲ့ တန်ဖိုးကြီးတဲ့အဝတ်အစားတွေစင်ပေးဖို့ကအရေးမကြီးပါဘူးဘလို့အလုပ်တွေက အရေးပါတယ်လဲဆိုတာကိုစဉ်းစားပြီးပြုလုပ်ပါဒီလို အရေးပါခြင်းမပါခြင်းတွေကို သိတာက စာဖတ်သူရဲ့ဘဝမှာဘလို့အလုပ်တွေထဲမှာမြုပ်နှံထားတယ်လဲဆိုတာသိရဖို့ဖြစ်ပါတယ်ဒါဟာသူချင်းရဲ့ရွေးချယ်မှုဖြစ်တဲ့အတွက်မှန်တယ်မားတယ်ဆိုတဲ့အဖြေတွေမရှိပါဘူးဒါပေမဲ့အဖြေတစ်ခုရှိတာက မတိတာနဲ့စာရင်အတုံးဝင်တာအမှန်ပါပဲကျမဘွားမှာဆိုရင်နှစ်ပိုင်းခွဲပြီးကျမဘွားကိုမြုပ်နှံခဲ့ပါတယ်ငယ်စဉ်ကရေမှန်းချက်ကဆရာမဖြစ်ဖို့မဟုတ်ခဲ့ပါဘူးဒါပေမဲ့ဘဝပေးကံအကျိုးပေးရဆရာမဖြစ်လာခဲ့ပါတယ်မိမိရောက်ရှိတဲ့နေရာမှာအကောင်းဆုံးပေးနိုင်ဖို့နှစ်ပေါင်း30ဒီအလုပ်ထဲမှာမြုပ်နှံထားခဲ့ပါတယ်အလုပ်ကိုကြိုးကြိုးစားစားလုပ်တဲ့ ကျောင်းတူကျောင်းသားတွေအပေါ်မှာစေတနာထားခဲ့ပါတယ်။ဒီအလုံနဲ့ဘဝရဲ့သက်တမ်းနှစ်ပုံလောက်ကုံဆုံးလွန်မြောက်ခဲ့ပါတယ်။ကျမတို့အရေးပါတဲ့အလုပ်ပါပဲ။ငင်းစားယူပြီးကြံတဲ့သက်တမ်းတစ်ပုံမှာတော့ကိုယ်စိတ်ကိုတည်ဖို့နဲ့စိတ်အေးချမ်းတည်ငြိမ်ဖို့တရားနဲ့ပျော်မွေ့ခဲ့ပါတယ်။ပြီးတော့အချိန်တက်မှတ်ပြီးစာဖတ်စာရေးတဲ့အလုပ်မှာဘဝကိုမြုပ်နှံထားလိုက်ပါတယ်။ ်အခုအချိန်မှာအရေးပါအရေးကြီးတဲ့အလုပ်ပဲဖြစ်ပါတယ်ကြီးညာဆရာမလိုပါဘူးကျမနှလုံးသားထဲမှာကင်းငင်တက်တက်တည်ရှိပါတယ်ကြံရှိနေတဲ့အချိန်တွေအတွက်အရေးထားဆရာအလုပ်တစ်ခုရရှိသွားတာဖြစ်ပါတယ်ကျမအတွက်ပိုင်းတာဆရာပေးတဲ့တစ်ခုပါပဲကကြီးကျမဘလို့ပြုမှုနေထိုင်တယ်လဲခါခွေ ဘာတွေလုပ်နေတယ်လဲငါငယ်ဘလို့ဦးတည်ပြီးသွားနေတယ်လဲ စာဖတ်တူလုပ်နေတဲ့အလုပ်ကို ခရာမုတ်ပြီးကြီးညာနေเสียမလိုပါဘူးဘသူကမှလည်းပြောပြเสียမလိုပါဘူးအသေးစိတ်ထွက်ချက်နေဖို့တောင်မလိုပါဘူးအတွင်းစိတ်ထဲမှာယူယူလေးပဲဘူဝါဒတခုချမှတ်ထားဖို့ပဲလိုအပ်ပါတယ်ကာတွန်းဆရာဝေါ်ဒစ်စနီရဲ့ဘူဝါဒကလူတွေကိုပျော်ရွှင်အောင်ဖန်တီးပေးဖို့တဲ့ဒါကြောင့်စာဖတ်တူရဲ့ဘဝကိုဘယ်လိုအကြောင်းထဲမှာ ုံအံ့ထားရမလဲဆိုတာဆုံးဖြတ်လိုက်ပါဂျန်ဒါအလုံးတွေ့ကူချောမွေ့သွားပါလိမ့်မယ်ကျွန်တော်ရဲ့ဒီ podcast လေးကိုအဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်နေ့မှနောက်တစ်ပိုင်းကိုဆက်လက်ပြီးတော့မှဖတ်ပြပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့နောက် podcast တစ်ခုကိုဆက်လက်ပြီးတော့မှစောင့်မျှော်ပေးကြပါလို့ပြောရင်းနဲ့ပဲအားလုံးကိုနှုတ်ဆက်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်